အခုမြင်တွေ့နေရတာကတော့ထိုင်းမြန်မာနယ်စပ်ဒေသမျိုးဖြစ်တဲ့တရှလိမြို့မှာမိုးမရွာပဲနဲ့ရုတ်တရက်တောင်ကျရေအကြောင်းရေကြီးလာတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဇူလိုင်လ29ရက်မိုးနဲ့တနအိုင်ဝန်းကျင်ကစပြီးတော့နှစ်နိုင်ငံနယ်နိမိတ်ရှောင်းဖြစ်တဲ့ မဆိုင်ရှောင်းရဲ့အနီးဆုံးတရှိလေးမြို့ရွှေနန်းတော်ကုံတိုက်အနီးကနေပြီးတော့ရေတွေဝင်လာတာဖြစ်ပါတယ်အဲ့လိုဝင်လာပြီးတဲ့နောက်မှာတာလော့ရက်ွက်နဲ့ပုံလုံးရက်ွက်တွေကိုရေများဆက်လက်ပြီးတော့စီစဉ်သွားတာဖြစ်ပါတယ် ခုလိုမိုးမရွာပဲရုတ်တရက်ရေကြီးလာတဲ့အတွက်ရွှေနန်းတော်ကုန်းတိုင်းအတွင်းကကားပါကင်မှာရက်တန်ထားရှိတဲ့ကားလေး၅စီးဟာထောက်ဝက်ခန့်ရေနှင်းမြုပ်မှုဖြစ်ပြီးတော့အခက်တွေ့နေတာကိုတွေ့မြင်ရပါတယ်။အဲ့လိုပဲတာတော့ဈေးတွေများကလည်းအခုလိုရေတက်လာတဲ့အတွက်ကြောင့်မလို့ရောင်းလက်စကုန်ပစ္စည်းများကိုဆက်လက်မရောင်းချတော့ဘဲနဲ့တင်းဆဲလိုက်ကြတာကိုတွေ့မြင်ရပါတယ်။ ခုလိုရေကြီးရေချမ်းမှုမျိုးဟာတာရှိလင်းမြို့မှာနှစ်စဉ်လုံးလိုဖြစ်လေဖြစ်လာရှိပြီးတော့ရှောင်းတဲ့နေရအတွက်တောင်ပေါ်မှာမိုးဆက်လက်မရွာတော့ဘူးဆိုလို့ရှိရင်အခုတက်လာတဲ့ရေများဟာခဏလေးနဲ့ကြာလေးရှိတယ်လို့သိရှိရပါတယ်ကျွန်တော်တတင်းတင်ဆက်သူကိုကိုဆောင်ပါ